ီလိုမျိုးစီနေနေမနေ့တိုင်းစကန်တိုင်းတွေကကြီးတချို့ဒီတိုင်းဘယ်လိုဆုံးချစ်ကပ်ဒီဘက်ရနေရတော့မနေ့ပြည့်အရှိမြောက်ပဲ20ကီလိုမီတာခန့်အကွာမှာဟိုပြီးပြီးတော့ဒီအောင်10ကီလိုမီတာအနည်းမှာသုတ်တယ်လို့ပြောပြရအောင်သူ့ရဲ့အဆင့်ကတော့ Versus Ski ဖုန်းတက်မှာခေါင်းနဲ့ Ski ရှိကြအောင်အဆင့်ရှိကြအောင်အဲ့အဲ့ဒီကအလုပ်ပြင်းထန်တဲ့ကလေးတစ်ခုဖြစ်ကြောင်းလည်းကျွန်တော်သိရှိရပါတယ်။ဘလော့ဖက်တဲ့မိလေးကလည်းဆက်တဲ့ပြောင်းခဲ့တာရှိပါတယ်။ဒီလိုချမ်းမှုကြောင့်ဖြစ်ခဲ့တဲ့စုံ ေကတော့ငန်းလေးမျိုးစကိုင်းမျိုးနေပြီးတော့ပါတော့ပျက်စီးမှုရပ်ရပါတယ်။ဒါရှိကျွန်တော်ယနေ့ချိန်ယူချိန်ဖြစ်တရင်ပူတဲ့ဒီပူကြီးရတော့နေပြီးတော့ကောင်းတဲ့နေမျိုးက96ရောက်စကိုင်းပြုတ်ပါ78ရောက်ကျောက်ဆယ်ပါ30ရောက်ဆွဆွပါဒီအနေနဲ့တရားအသေးဆုံးတော့လေဒါရရတော့ဒီပြီးတော့ကောင်းတဲ့တရားတရား32ရောက်စကိုင်းပြုတ်မှာ300ရောက်တယ်ကြောက်စင်ပြုတ်မှာ40အလုံးပေါင်း900 32ရောက်ဒါရရှိတယ်ကျွန်တော်တရား ဒီဆုံးမှုနဲ့ဒါရရှိမှုတော့ဒီတဲ့ပို့လာတဲ့ရှိမှာအချို့နေရာတွေမှာလည်းအတိုက်ကြီးပို့ကြတဲ့အကြောင်းဒီတိုက်တွေလည်းပြန်ပြီးတော့မှဆက်သေးလို့မနေကျွန်တော်လုပ်နေစေဖြစ်ပါကျွန်တော်ကိုယ်တိုင်ရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါဒီလိုဒီဘက်ကလည်းများနေတယ်ဒီကလေးဘာမှမေးကြောင်ဖြစ်လာတဲ့ကလေးအရင်ကကလေးတောင်းကဲစေကိုလုံးဟန်နေချက်ကစားတို့ကိုရှိတယ်ကြောင်တနေ့တော့ဘာလို့ပူကြီးပြီးကိုကျွန်တော်တို့မိတ္တရက်ခတ်လို့ပါတယ်ကျွန်တော်အနေနဲ့ဖြစ်ပေါ်တဲ့ဒီကအားလုံးနဲ့ရင်းဝင်ချင်းကြီးရထားပြီးတော့ ဒီမှာဘူဒီကပြေးနေပြေးနေကိုလည်းဟိုလက်မှတ်ထားချစ်ပါတယ်။ဗလာဒိတ်ကပဲအာဟာစင်တာနေပြီးတော့လက်ပြန်ပါရေဖို့ကိစ္စပစ္စည်းတွေပို့ဖို့လည်းအိန္ဒိယနိုင်ငံလည်းလက်ပြန်ပါပြည်စိကိစ္စပစ္စည်းပို့ဖို့ကာလာနာနာရှိတယ်ဒါတွေခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။ကျွန်တော်မြေပြည်နိုင်ငံမြေပြည်အဖွဲ့အစည်းမဆိုဘူး။ဒီမှာနိုင်ငံပြည်မှာရှိတယ်ရရှိလို့ဒီဘက်ကတူဒီကညမဆိုဘူး။တော့ပြည်နိုင်ဖို့ကျွန်တော်အိတ်ချလိုပါခင်ဗျာဒီလိုကြပါ စ်ကောင်းဆောင်နေပြည်တော်ကငလင်တန်တင့်နေရာတွေသွားမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နေပြည်တော်ကငလင်တန်တင့်နေရာတွေကိုသွားရောက်ကြည့်ရှုခဲ့တယ်လို့စစ်တပ်ကသတင်းထုတ်ပြန်ပါတယ်အင်အားရခတာစကေးခုနှစ်တသမခုနှစ်အဆင့်ရှိအင်အားအလုံးပြင်းထန်တဲ့မြင်းငလင်ကြီးနဲ့နောက်ဆက်တွဲငလင်ငယ်တွေကြောင်းစကိုင်းမန္တလေးမကွေးနဲ့ရှမ်း အရှိနေပြီးတော့ကောင်းစီနယ်မြေနဲ့ပဲခူးလို့မှငလင်တန်တင့်သူအများပြားရှိခဲ့ပြီးလန်ဒရာအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ပါတဲ့အင်အားပြင်းငလင်ကြောင့်ပြည်သူအချို့တေဆုံးခဲ့ရတဲ့ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပြီးတေဆုံးသူအရေအတွက်ထိခိုက်ဒဏ်ရာရရှိမှုအရေအတွက်ကိုအတိအကျထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး စစ်တပ်နဲ့နီးစပ်သူရင်းမြစ်တချို့ကတော့သူတို့ရရှိထားတဲ့သတင်းတွေအရတေဆုံးသူအရေအတွက်40ကျော်ရှိနေပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတယ်လို့ဆိုပါတယ် BBC အနေနဲ့မန္တလေးနေပြည်တော်နဲ့ရှမ်းတောင်ပိုင်းကကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဆက်သွယ်မေးမြန်းနေပြီးတိကျအတည်ပြုနိုင်မှုစူးစမ်းနေပါတယ်မန္တလေးမြို့ခံသတင်းထောက်တဦးကတော့မန္တလေးမှာငလင်သေးတွေဆက်လုံနေပြီးထိခိုက်သေးဆုံးသူတွေလည်းဆက်တိုက်ရှိလာတယ်လို့ပြောပါရယ်